တော့ဘလူးမသုံးမလို့မရဘူး။အရင်စိတ်တူပေါ့လို့။ဘလူးမချက်လို့မရဘူးသူကအဆုံးထိကိုတစ်ခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီးဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီးပေါ့နော်။နောက်ဆုံးညရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကျတော့ထူးခြားတာက အဖြေလုံးဝမပါပါဘူးစိုးတဲ့မောင်ခါကြလို့ရှိရင်ပိုချစ်ကြတယ်သူ့မှာဗာမင်းအားနေချက်ရှိလို့ဥမာသူ6ထောက်ဖြစ်သွားတယ်လေပိုပို့ပြီးတော့သူ့ပေါ်မှာဟိုဟာပေါ့ဘယ်လိုပြောမလဲမေတ္တာပို့ပြီးတော့စိတ်မကောင်းဘယုနာပို့ဖြစ်သွားပေါ့အဲသူ6ထောက်ကလေးမကောင်းပါလားငါမောင်လေးအဲသူစိုးပါစေသူခင်ဗျာလည်းဒါ6ထောက်လေးကောင်းရှာမှာမဟုတ်အဲ့လိုမျိုးတွေးမိမှာပဲသိရမလားအမတို့အိမ်မှာဆိုလို့ရှိရင်လေဟိုနည်းနည်းအားနေတယ်သူဆိုလို့ရှိရင်ပို့ပြီးတော့အချစ်ပို့ကြတယ်ဗေမီသားစုမှာဖြစ်ဖြစ် အမ်မောင်မဲဖြစ်ဖြစ်ညီမလေးပဲအမညီမလေးဆိုလဲအမေကလည်းမင်းငယ်မလေးတနာပါတယ်သူကဒါလေးကြတော့မလုပ်တော့အဲ့ဒါကိုကျူဘယ်လိုပြောမလဲစိတ်ထဲအောင်တနာနေအခုခုမောင်လေးဆိုလဲအဲ့လိုပဲလေဒီခုဒီထဲမှာလည်းသူ6လောက်လေးကောင်းတာမဟုတ်ဘူးဟဲ့ငါမောင်လေးကဒါလေးပဲသူ့မှာစိုးစရာရှိရာစိုးပါစေဆိုပြီးတော့အဲ့လိုသဘောပေါ့ အမ်ဒီကားလေးရဲ့မအမဒီဟိုနေဝင်းရဲ့အမမမျက်တက်နေရပါရှင်။ခက်ခဲတော့ဟို rather လေးကြိုလုပ်တယ်နောက်တစ်ခါကျတော့ script reading လေးလည်းလုပ်တယ်။ဇလန်းလေးကလည်းကြိုတိထားပြီးအကုန်လုံးပြင်ဆင်ပြီးတော့အမ်လုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်ခဲတော့မရှိပါဘူး။ဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလင့်တာအမဆို allergy ဖြစ်သွားတဲ့အချိန်လေးလေးအဲ့လိုမျိုး shooting တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေ။ဂျန်တဲ့ဟာကတော့အရင် ခက်ခက်ခက်ခဲဟိုဒီရှုတင်မှာဖြစ်သွားတာတော့မရှိပါဘူး။အမားတို့အနုပညာရှင်ဆိုတာကြတော့ပရိသတ်ကိုဖျော်ဖြေတာပဲเนาะ။ကိုဖျော်ပြလိုက်တဲ့ဟာတို့အတွက်ရသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုရဲ့အနုပညာကိုလက်ခံတယ်ကိုအနုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အဲ့ဒါကြတော့အမားရဲ့ PT ပေါ့အဲ့လိုမျိုးစံကြရင်အမကတော့ဝမ်းသာတယ်ပီတိဖြစ်တယ်။အင်္ဂါလည်းဝမ်းသာပါကြီးနဲ့ဒီ character ကအမအသက်အရွယ်နဲ့လည်းတူတူနေပါဖြစ်နေတော့လေ။သူကဟို ဒီမောင်လည်းရှိရဲ့နောက်တော့ဒီအသက်40လောက်မှာဟုတ်အမအမအဲ့ထဲမှာတော့မပါဘူးဒါပေမဲ့အသက်30 40လောက်မှာကလေးကိုခက်ခက်ခဲခဲရတာကလေးဆိုတော့အပြင်ကပုံစံမျိုးပို့ကိုလည်းဒါဟိုကလေးလေးတယောက်သာရှိတယ်မအရန်ဟိုမလွယ်တော့ဘူးထက်ရအောင်လေအဲ့အဲ့ဟာအဲ့ပုံမှာလည်းစဉ်းစားနောက်တစ်ခါကျကလေးလေးကိုကြည့်ပြီးတော့ဟို သူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတာချင်းသူ့မျက်နှာလေးမြင်တဲ့ချိန်နဲ့သူ့မျက်နှာလေးကလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံစားလဲအခုချိန်ကြီးကလေးရတယ်အမအောင်အမေးလိုပဲခေါ့တွေ့ရင်လည်းတွေ့ရင်လည်းအမေးဆိုပြီးတော့ပြပြလာဒီနေ့မနဲ့လည်းအလှူမှလည်းအဲ့လိုပဲသူလည်းအဲ့လိုအမေးလိုပဲဆိုတော့ကိုနဲ့သူများတော့အဲ့လို chemistry မိနေဆိုတဲ့ပုံပေါ့လေဟုတ်အဲ့ဒါတော့ကိုကျော်ထွန်းတို့ဒီဆရာလူမင်းရဲ့အပိုင်ဆုံးအုပ်ပေါ့ပေါ့အဲ့လို trailer ဆိုလို့ရှိရင်လည်းလူရဲ့ထင်တာကတမျိုး အမတို့ official trailer လေးကြည့်ပြီးတော့ထင်ထားတာတမျိုးနာမည်တကယ်ကျတော့ကားရိုက်ကတမျိုးဒါကကျတော့ဟို director ရဲ့ပညာ၊ design ညွှန်းရဲ့ပညာတွေပေါ့ editing ရဲ့ပညာတွေပေါ့တော့မူတည်ရပေါ့အဲ့ဒါလေးကတော့ဒီလိုမျိုးဆောင်းလို့လုပ်ရတာကျတော့ဒါကွာကုန်လို့ဖြစ်သွားလူလူလေးရှိတာဟုတ်တယ်အဲ့ဟာအဲ့ခန်းဝင်ကြိုက်တော့ဟိုဒီကရင်အောင်မှာအမတို့တော့ဟိုဟာဟိုဖော့ခုထားမယ်ပေါ့မမရအဲ့လိုမျိုးပြုံမှုရဲ့အချိန်ညာလို့ဒါပေမဲ့တကယ်ခုထားအချိန်ညာဖော့ဟိုဘက်ရောက်နေခုကတကယ်တိုက်တဲ့ကတိစောင်းနဲ့တိုက် လို့ပြောတယ်အဲ့ဒါလေးကတော့အမှန်တရားတော့နော်ကိုတကယ်တိုက်လိုက်တဲ့အချိန်ကျတော့ရှေ့ကဖော့ကအရှိနေနေရောက်နေအချိန်ဆိုတော့ကျိုးကကျိုးပြီးတော့တော့ပြောပါတယ်ဟိုကျွန်တော်ကလည်းမိသားအဲ့လိုမျိုးလေးကိုအရန်အရန်လိုက်လိုက်လဲလဲသူဖြစ်ချင်လာပေါ့အိုက်စင်းမှာပေါ့အဲ့လိုမျိုးဆိုတော့ကိုကလည်းဟိုသူကငူရာလုံးဝလှုပ်ပေးထားလှုပ်ပေးထားခြင်းကိုစိတ်ကြိုက်ကြိုက်အဲ့လိုမျိုးကုံအောင်ထိနေချထိုင်တာပေါ့အဲ့လိုမျိုးဟုတ်ဒရိုက်တာအဲဒီကတော့ဒရိုက်တာရင်းနဲ့ ဒီနာလူရဲ့ support လုပ်ပေးမှုနောက်ကကြာ on set ပေါ်ရောက်သွားလို့ရှိရင်ကိုယ့်ရဲ့ mood ကလည်း lighting နေရဲ့အရှိရပြင်ဆင်ထားတာကြီးကလည်းကိုယ့်ရဲ့ mood ကိုပြောင်းလဲစေရအောင်ရှာဟာဆိုးလို့ blue mask သုံးမလို့မရဘူးအရင်စိတ်တူပေါ့နော်တကယ်မင်းမစမ်းမပါမစမ်းဘာလို့လဲတော့ဘာဝါ ားဘူးမချွတ်လို့မရဘူးသူကအဆုံးထိကိုတစ်ခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီးပေါ့နော်နောက်ဆုံးရရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကျတော့ထူးခြားတာက အဖြေလုံးဝမပါပါဘူး။သူကလုံးရအောင်ကျွတ်တရားမရှိတဲ့ကောင်ကစက်မိုက်လို့မဆိုတဲ့တယောက်တော့ဖြစ်နေတယ်သူကစိုးတဲ့မောင်ခိုင်ကြလို့ရှိရင်ပို့ချစ်ကြတယ်။သူ့မှာဗာမင်းအားနည်းချက်ရှိလို့ဥမာသူ6ထောက်ဖြစ်သွားတယ်လေကိုပို့ပြီးတော့သူ့ပုံမှာဟိုဟာပေါ့လို့ပြောမယ်။မေတ္တာပို့ပြီးတော့စိတ်မကောင်းဘယုဏပို့ဖြစ်သွားပေါ့။အဲသူ6ထောက်ကလေးမကောင်းပါလားငါမောင်လေး။အဲသူစိုးပါစေသူခင်ဗျာလဲဒါ6ထောက်လေးကကောင်းချင်အောင်အဲ့လိုမျိုးတွေးမိမှာပဲသိရမလား။အမတို့အိမ်မှာဆိုလို့ရှိရင်လေဟိုနည်းနည်းအားနည်းတယ်သူဆိုလို့ရှိရင်ပို့ပြီးတော့အချစ်ပို့ကြတယ်ဗေမီသားစုမှာဖြစ်ဖြစ် အမ်မောင်မဲဖြစ်ဖြစ်ညီမလေးပဲအမညီမလေးဆိုလဲအမေကလည်းငယ်မလေးတနာပါတယ်သူကဒါလေးကြတော့မလုပ်တော့အဲ့ဒါကိုကျူဟိုဘယ်လိုပြောမလဲစိတ်ထဲအောင်တနာနေအခုကိုမောင်လေးဆိုလဲအဲ့လိုပဲလေဒီဒီထဲမှာလည်းသူချက်တော့လေးကောင်းတာမဟုတ်ဘူးဟဲ့ငါမောင်လေးကဒါလေးပဲသူ့မှာစိုးစရာရှိရာစိုးပါစီဆိုပြီးတော့အဲ့လိုတဘောပေါ့ဒါမှမဟုတ်ဆုံးချိန်မှာကိုမောင်မေတ္တာနဲ့ပဲဒါဆက်ဆံသွားတော့ပြောဆုံးမောင်ကတော့ပြောလို့ရတာပါသူ့ကိုကြည့်ရလဲဟိုဘယ်လိုပြောမလဲအမားတို့ဒီတစ်ဖက်မှာကြည့်လဲဟို မိ့ကိုဒေါသအောင်ဒေါသနဲ့ထပ်ဖြေရှင်သူပို့ပြီးတော့စိတ်ဆိုးရုံနဲ့ရှိတယ်အဲ့လိုသဘောမျိုးနဲ့လေသူ့မှာလေဒီအမင်းဆန်မှာလေကင်ကြယ်လို့ထင်ပါတယ်မမထင်တာဒါကြောင့်မေတ္တာသူ့ကိုချော့မှာသူကလည်းလျှော့ပြီးမှသူကလည်းပြော့သွားမယ်သဘောရှိတယ်ဒါပြန်ကြောက်ကြလေးဆော့ချိုက်တယ်အချစ်ကြီးရဲ့လို့ပြောရတာမင်းဆန်ကချစ်လို့ချစ်နေတယ်သူကချစ်ကြီးရပေါ့နော်အချစ်ကြီးလို့လည်းအမြင့်ကြီးရပေါ့သူလည်းပြော့သွားတယ်ချစ်လည်းကြီးရအမြင့်လည်းရမ်းကြီးရ ကန်ကန်ကြီးအချိုးတရတော့ဟုတ်ဘုဒ္ဓဘာသာတွေမှာတော့ရှိရယ်ဆိုတော့လေဒါတော့ဟိုမိထားလို့တော့မရပါဘူးဒါပေမဲ့ကို့မှာတော့ပြင်းမရှိပဲနဲ့ခံအဲ့လိုရဖြစ်သွားတယ်အဲ့လိုဖြစ်သွားတော့နော်ဒါမဲ့လည်းဟိုကို့မောင်လောက်ထားရယ်ကို့ရဲ့ရှေးဘဝရဲ့အတိတ်ကံဘယ်လိုဖြစ်ခဲ့လဲဆိုတာကို့မမသိရနော်အဲ့လိုမျိုးလည်းရှိမှာပေါ့လေအဲအမအိမ်ဆန်ချတဲ့အချိန်မှာအမြင်နဲ့အဲ့လိုစက်သိမ်းထားအဲ့လိုစိတ်ထဲမှာဟိုလိုက်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 ပြီးတော့အမြင်နဲ့အဲ့လိုဖြစ်တာအိမ်ဆန်ချတဲ့အချိန်မှာအမဟိုကိုက်ရိုက်တော့လာရှူတင်ရိုက်တော့လာအဲ့လိုဖြစ်တယ် စိတ်ထဲမှာ one day one တော်ငိုချင်းတလူလို့အရင်ကပျော်တလူလို့အဲ့လိုဟိုလှိုက်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 အဲ့လိုမျိုးဖြစ်တယ်ဒီမခိုင်နေဝေတို့အဲ့လိုလုံးကလည်းအဲ့တုန်းကလည်းအမဆန်ချတာကိုဟိုကလုတ်ပြီးသေးတယ်အဲ့တုန်းကလည်းစိတ်ထဲမှာအဲ့လို one day one တာဖြစ်ဒီနေ့လည်းဆန်ချတဲ့အချိန်လည်းအဲ့လိုဖြစ်တယ်ဟိုအဲ့ချိန်ကကို့အတွက်တော့ဟိုတန်ဖို့အမြင့်ဆုံးအချိန်ပေါ့နော်အဲ့လိုမျိုးလို့ပြောမှာအဲ့ချိန်ကကို့အတွက်ဒီ emotional အဖြစ်ဆုံးအချိန်ပေါ့ဟိုအဲ့နေရာကကိုကဝင်သွားရဲဆိုတော့လေအဲ့နေရာတိုင်းပြန်ခံစားပြီးတော့ဟို ဝမ်းနေရပါဘူးဟုတ်တယ်အလက်ချီကတော့လေအမငကိုလေးကဖြစ်တတ်တယ်လို့ဆိုတော့လေဟိုအခက်မသိလို့ပေါ့အဲ့လိုအမအလက်ချီ test လေးစမ်းပြီးွားရင်ဘာကြောင့်လဲဆိုတာရီအဖြေတော့မထွက်ဘူးပေါ့တချို့ကကြတော့စီးဖူးကြောင့်ဖြစ်ရဲတချို့ကမြေပဲနဲ့မတက်ရရှိရဲတချို့က gluten နဲ့မတက်ရရှိရဲအဲ့လိုမျိုးရှိပြီမယ်အမကကြတော့ခါကြံရှိမွေးဆွတ်လိုက်ရင်လည်းဖြစ်တယ်ခါလေးရှာသီးဥတို့ပြောင်းလဲဆိုလည်းဖြစ်တတ်တယ်ဒါခါလေးကြလို့ရှင်လဲ အစားစားနေကြမှာမဟုတ်တခြားအစ်စ်စားလိုက်ရင်ဖြစ်တယ်လို့ဆိုတော့ဟုတ်အဲ့လိုမျိုးဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဘာလေးစားလိုက်မိလဲအဲ့ဒီနေရာအမကတော့ထရီထူးစားအားလုံးကြော်တော့တအားစားတယ်ဒါပေမဲ့အမထင်တာတော့အမကတော့တောင်ပေါ်မှာနေရတာတောင်ပေါ်မှာနေရတော့ရာသီဥကအေးတယ်ဒါပေမဲ့အောက်မှာပုံပန်းမှာဆင်းရဲရတဲ့အချိန်ကျတော့ရာသီဥကပူရအပူအေးမှာအဲ့လိုမမျှရင်လည်းအမအဲ့လိုမျိုးဖြစ်တယ်အေးတဲ့နေရာကိုချက်ချင်းရောက်သွားရင်ဖြစ်တယ်ချက်ချင်းပူသွားရင်ဖြစ်တယ်အဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ်အဲ့ဟာ ဒါကားရိုက်တုံးကရိုက်ကားရိုက်ပြီးခံပြီပေါ့ပြီးခံပြီနောက်ဆုံးနေ့မတိုင်တည့်ရဖြစ်တာဒါပေမဲ့အမဆက်ဖြစ်တာတော့တပတ်လုံးလုံးဆက်ဖြစ်တာအရိုက်နေတန်းလန်းနေလေ ID ဟိုဟာစံချတဲ့ဈေးရိုက်တုံးကလည်းအဲ့ဒါဖြစ်နေတန်းလန်းနေပဲရိုက်တာနောက်တော့ဒီကလေးရဲ့ဟိုဟာပေါ့မြေပုံမှာမြေပုံမှာအတုပအဲ့ချိန်ဖြစ်နေတဲ့ချိန်တော့အဲ့အဲ့စင်းနေကုံကဖြစ်နေတဲ့ချိန်ပဲခဏငိုတယ်မှာတော့အဲ့ဟာလည်းပဲရိုက်တာပဲအဲ့ဟာလည်းပဲရိုက်တာဘယ်လိုတော့ပြန်ဖို့လိုက်ရတယ်မှာဆေးထိုးတယ်နောက်တော့ဆေးတောက်တယ်ပေါ့အမဟိုအာ mass allergy ရဲ့အလာဒီလို့အဲ့လိုမျိုးပေါ့ sea trim လို့အဲ့လိုမျိုးတောက်တယ်။ဆေးတောက်တော့မနိုင်တော့နောက်တော့ဆေးရင်ထိုးလိုက်ရအောင်။ဆေးထိုးပြီးတော့အဲ့လိုအိတ်နေရောတနေပေါ့ဟုတ်လား။အဲ့အချိန်ပြီးတော့မျက်နှာလည်းအရင်ရောင်နေလေအဲ့တော့အရင်အဲ့လိုရောင်ပြီးတော့ it နေအဲ့လိုမျိုးထိုးကမပြောနိုင်ဘူး။ခါကြလို့ရှင်လည်းအကြာကြီးဖြစ်နေ။ဆေးရဲ့15ရဲ့လောက်အဲ့လိုမျိုးဖြစ်နေ။ခါကြလို့ရှင်လည်း3ရက်နဲ့ပျောက်သွားတဲ့အချိန်လည်းရှိတယ်။ဖြစ်နေကြဆိုတော့လေအာငါဖြစ်လာပြီမဖြစ်ချင်ဘူးဒါပေမဲ့ဟို ခန္ဓာကိုယ်အရင်မပူအောင်ထားရတယ်အမှနည်းနည်းလေးအေးရဲ့အချိန်အေးအောင်လို့လေခြီလေးတွေဝတ်တယ်အဲ့လိုမျိုးလေးပေါ့အဲ့တော့လေနည်းနည်းတလက်အောင်နောက်တော့ရေခဲတွေကိုရေခဲကြီးထဲမှာတာဝယ်ကိုထည့်ထည့်ပြီးွားညှင့်ပြီးွားအဲ့အဲ့ဟာလေးကိုဖိဖိပြီးွားကတ်အဲ့တော့မှပဖောင်းနေရမြင်နည်းနည်းချက်သွားတယ်အဲ့လိုဖြစ်တိုင်းတော့အဲ့လိုမျိုးကုနေကြပါတော့ရပါတယ်ဟုတ်ကဲ့ပါဒီမြန်မာဘူးပေါ့နော်ပြောတဲ့အဲ့ဖြစ်ပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ အလူဖြစ်ချင်ကြရဲရှင်လောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမလည်းဒီ၅နှစ်တွင်မှာပြမတော်ပြန်ပြီးရိုက်တဲ့ကားလေးဆိုတော့ကြိုးစားထားတဲ့အကြောင်းမျိုးလာပြီးအပြည့်ပြပါလို့ပြောချင်ပါရှင်